အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဂျောမထရီအခြေခံအားနည်းတဲ့ကလေးတွေအတွက် basic geometry pep 2ကိုကျွန်တော်ဆက်လက်ရှင်းပြပေးမယ်เนาะကျွန်တော်ရဲ့ YouTube မှာเนาะ patch 1ကိုဒီမှာကျွန်တော်ရှင်းပြခဲ့ပြီးပြီเนาะဒီမှာเนาะလွန်ခဲ့တဲ့2ရက်ကပေါ့เนาะအခုကျွန်တော် patch 2ကိုဆက်ပြီးတော့ရှင်းပြမယ်เนาะဟုတ်ပြီကြည့်အောင် patch ဝမ်းတော့ဟာ7မှာဆုံးသွားတယ်ဆိုတော့ကျွန်တော် batch 2မှာ8ကနေစမယ်เนาะ8ကနေစမယ်အဲ့တော့ perpendicular line နဲ့အဆုံးသတ်သွားတာပါအဲ့မှာအဲ့တော့ဒီမှာကျွန်တော်တို့ file လေး line တွေရှိပါမယ်မြင်းပြိုင်ရင်းပြိုင်လေးရှိမယ်နော် မြင်းပြိုင်တာကကျွန်တော်တို့နာမည်ပေးအဲအမ်ရေပေါ့ဒီမှာနာမည်ပေးလိုက်။သူကဒေါင်းလိုက်လဲပြိုင်နိုင်တယ်အလျားလိုက်လဲပြိုင်နိုင်တယ်နော်။ဒါအလျားလိုက်ပြိုင်ထားတာ။ခါလီဒီလိုဒေါင်းလိုက်မဟုတ်တဲ့ပုံစံနေလဲပြိုင်မယ်။ဒေါင်းလိုက်တွေလဲပြိုင်နိုင်တယ်ပေါ့နော်။ vertical ပေါ့နော်။ဒီလိုမျိုးတွေလဲရှိတယ်နော်။အဲနာမည်ပေးရင် ဒါ PQ ပေါ့ဒီကောင်ဆို MM ပေါ့နော်ဟုတ်ပြီနော်ဒါမြင်းနေပြိုင်တယ်အဲ့တော့မြင်းပြိုင်လို့ရှိရင်တော့ကြားမှာရှိတဲ့ဒီအကွာဝေးတွေတူပါတယ်နော်ကျွန်တော်လက်နဲ့ဆွဲတာဆိုတော့ skill ကအဲ့လောက်မကြောက်ဘူးနော်အဲ့တော့မြင်းပြိုင်နေရဲ့သင်္ကေတကိုဒီလိုရေးပါတယ်ဒီ M နဲ့ N နဲ့တွက်ပြောမယ်ဆိုရင် MX parallel to N ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးလေးရေးပါတယ်ဟုတ်ပြီနော် ါကိုတော့ကျွန်တော်တို့က parallel line လို့ခေါ်ပါတယ်เนาะအဲ့တော့ parallel line ဖြစ်တယ်ဆိုတာပုံမှန်ကျွန်တော်ရေးလိုက်ပြီเนาะ parallel line မြင်းပြိုင်မျိုးပေါ့เนาะနောက်ဘာရှိလဲဆိုတော့ non parallel line ရှိတယ်မပြိုင်တဲ့မြင်းတွေရှိတယ်เนาะ non parallel line တွေရှိတယ်မပြိုင်တဲ့မြင်းတွေရှိတယ် ွာဝေးကတော့မတူဘောနော်မပြိုင်နဲ့မြင်းနေရတော့အကွာဝေးမတူဒီမင်းနှစ်ချောင်းဆိုရင်မပြိုင်အကွာဝေးမတူလीပြိုင်မဒီအကွာဝေးနဲ့ဒီအကွာဝေးနဲ့ဟာမတူနော်အဲကြောင့်ဒီမင်းနှစ်ချောင်းဟာမပြိုင်တာဗောနော်အဲဒီအကွာဝေးဒီအကွာဝေးတွေတူနေမြင်းနှစ်ချောင်းပြိုင်နေရထားတန်လန်းတွေကိုကြည်တာနဲ့သိနိုင်တယ်နော်အဲဒီမြင်းပြိုင်တွေက ျွန်တော်တို့အခုရေးဆွဲနေတဲ့ plane မှာဆိုလို့ရှိရင် လုံးဝသူတို့ကစုံနာဖြတ်တာမရှိဘူး intersection လောက်တာမရှိဘူးเนาะပြိုင်နေမြင်းနေရမြင်းပြိုင်နေရဘယ်တော့မှမစုံဘူး Euclid geometry မှာเนาะမြင်းမပြိုင်ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့စုံနိုင်တယ်အဲ့တော့ဒီမြင်းနှစ်ချောင်းကိုရှေ့ကိုကျွန်တော်တို့เนาะအလိုက်တင်ထပ်ပြီးတော့ဆွဲလိုက်မယ်ဆိုတော့เนาะဒီမှာလည်းအဲ့လိုထပ်ဆွဲလိုက်မယ်เนาะရှေ့တနေရာမှာ သွားပြီးတော့ကျွန်တော်တို့မြင်းမြင်းနှကြောင်းဟာသွားပြီးဖြတ်နေတာကိုတွေ့ရပါတယ်เนาะအဲ့တော့ဒီမှာဖြတ်တဲ့နေရာဒီအမှတ်ပေါ့เนาะဒီအမှတ်ကိုကျွန်တော်ပြီးလို့နံပါတ်ပေးလိုက်မယ်เนาะအဲ့ဒီ P ကသူက intersection point မှာ intersection point ဆိုတာဖြတ်မှတ်လို့အဓိပ္ပာယ်ရတယ်เนาะเนาะ INTERSECTION intersection point က တော့ဖြတ်မှတ်လို့အတိတ်ပဲရတယ်နော်အဲ့တော့အခုအเจ้าညာကတော့မပြိုင်တဲ့မြင်းတွေကိုဆွေးနွေးပေးသွားတာနော်နောက်ကျွန်တော်တို့ဘာရှိသေးလဲဆိုတော့နံပါတ်10အနေနဲ့ကျွန်တော်ကော်လီနီယာရှိသေးတယ် high school မှာခဏခဏတွေ့ရတာကော်လီနီယာပါ C O L L I N E A R နော်ကော်လီနီယာအဲကော်လီနီယာဆိုတာမြန်မာလိုပြောရင်တမြင့်မတ်လို့ပြောလို့ရတယ်နော် မြင်းတစ်ဖြောင်းထဲပေါ်မှာရှိတဲ့เนาะအမှတ်တီးပေါ့เนาะမြင်းတစ်ဖြောင်းထဲပေါ်မှာအမှတ်တီးရှိနေတယ်ဆိုရင်အဲ့ဒီအမှတ်တီးကို collinear point လို့ကျွန်တော်တို့ပြောလို့ရတယ်။ဟုတ်ပြီเนาะနားလည်းမထင်နဲ့။အဲအင်္ဂလိပ်လိုပြောရင် collinear point က align line ဆိုတာဒီရှိတယ်ပေါ့ on the same lines ဒီ line တစ်ခုထဲပေါ်မှာပဲရှိတယ်လို့ပြောလို့ရတယ်။အဲ့တော့ဘယ်လိုမျိုးတွေလဲဆိုတော့ကြည့်အောင်เนาะ ကျွန်တော် line လေးတစ်ကြောင်းဒီမှာဆွဲလိုက်တယ်ပေါ့နော်အဲ့ line လေးပေါ်မှာကျွန်တော် point တွေမှတ်လိုက်မယ် a တို့ b တို့ c တို့ဒီမြင်းတစ်ဖြောင်းထဲပေါ်မှာအမှတ်တွေရှိလို့ရှင်အဲ့ဒီအမှတ်တွေကို point နော် a ပြီးတော့ b and c ABC ဆိုတဲ့ point တွေကိုကျွန်တော်တို့ကဘာလို့ပြောလို့ရလဲဆိုတော့ collinear လို့ပြောလို့ရတယ် collinear ဖြစ်တယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်เนาะဟုတ်ပြီเนาะနားလည်မယ်ထင်တယ်အဲ့တော့ကျွန်တော်တို့ collinear ဖြစ်တဲ့အမှတ်ရှိသလို collinear မဖြစ်တဲ့အမှတ်တွေလည်းရှိမှာပေါ့နော်11မှာကျွန်တော် collinear မဖြစ်တဲ့အမှတ်တွေကိုကျွန်တော်ပြောမယ်เนาะ ကောလီနီယာမဖြစ်တဲ့ဟာတွေပေါ့နော်ကောလီနီယာမဖြစ်တာဘယ်လိုပုံစံလဲတော့ဆက်ပြောမယ်နော်คอลีเนียมันผิดแหละอ่ําดีกว่านันคอลีเนียปอยเนาะสรุปว่าတော့ ကျွန်တော်လက်နဲ့ဆွဲတာဆိုတော့မြင်းနေရတွန့်လိုင်းနေမှာเนาะအဲ့ဒါလေးတော့တီးခံပေးပါเนาะအဲ့တော့ဒီမှာအမှတ်တမှတ်ဗျာအမှတ်တမှတ် DE ရပေါ့ဗျာဒါ collinear မဖြစ်ဘူးเนาะ DEF က collinear မဖြစ်ဘူးပေါ့เนาะ A ပေါ့ဗျာနောက် B နောက်ဘလို့ဘောင်း collinear မဖြစ်ဘူးလဲဆိုတော့အင်း ပေါ့ Q R S နော် T ပေါ့နော်ဟုတ်ပြီနော်အဲ့တော့အခုပြတဲ့ပုံနှစ်ပုံလုံး A ရော B ရော collinear မဖြစ်ပါဘူး non collinear ဖြစ်တဲ့ပုံတွေပါနော်ဘာလို့လဲဆိုတော့ပထမပုံကမြင်းပေါ်မှာရှိပြီမဲ့အမှတ်ဒီအကုန်ရှိပြီမဲ့မြင်းဒီမြင်းဖြောင်းမဟုတ်ပါဘူး နော်ဒုတိယပုံကမြင်းဖြောင်းဖြစ်ပေမဲ့အမှတ်တွေအကုန်လုံးကဒီမြင်းဖြောင်းပုံမှာရှိမနေပါဘူး line ရဲ့ external ကိုရောက်သွားတယ်အဲ့ဒါကြောင့် non collinear point လို့ပြောတာနော်ဟုတ်ပြီနော်နားလည်မထင်လဲအဲ့တော့ဒီမှာရေးပေါ့နော် point d comma e and f are not collinear ခေါ်လိနေရမဖြစ်ဘူးဗျာဒီဘက်မှာလည်းအဲ့လိုပဲเนาะ point p q r s a ပြီးတော့ t are not collinear နောက်က point မထည့်လည်းရတယ်เนาะဟုတ်ပြီဒါဆိုရင် ဒီဗီဒီယိုလက်ချာမှာတော့ဒါမြင်းပြိုင်နေအကြောင်းကိုနားလေတယ်မြင်းပြိုင်နေရအကွာဝေးတူရင်မြင်းပြိုင်နေမြင်းပြိုင်နေရယူကလစ်ဂျောမထရီမှာเนาะမြင်းနှစ်ချောင်းပြိုင်တာဟာဘယ်တော့မှ intercept မဖြစ်ဘူးမစုံဘူးပေါ့เนาะမဖြတ်ဘူးပေါ့မြင်းနှစ်ချောင်းเนาะဟိုမြင်းပြိုင်နေရဒီ plane မှာပဲကျွန်တော်တို့ကမဖြတ်တာ euclid geometry မှာပဲမဖြတ်တာ euclidean geometry မှာပဲမြင်းပြိုင်ရမဖြတ်တာ ယူကလစ်မဟုတ်တဲ့ non euclidean geometry မှာဆိုရင်မြင်းပြိုင်တွေကစုံနိုင်တယ်ဆိုတာတော့ concept တော့ကျွန်တော်ဖတ်ဖူးပဲပေါ့နော် now နံပါတ်9ရဲ့ non parallel line ကအာမြင်းနှစ်ကြောင်းမပြိုင်တာကိုဆွဲပြတယ်အဲ့ဒီမှာအရေးမှွန်တဲ့ line တွေကိုဆက်ဆွဲလိုက်ရင်ရှေ့ကျွန်တော်တို့မမြင်တဲ့တနေရာမှာပေါ့အဲ့ဒီ line နှစ်ကြောင်းက intercept ဖြစ်နေတာကိုတွေ့ရတယ်နံပါတ်10က collinear ဖြစ်တာကိုပြောတာမြင်းတစ်ဖြောင်းထဲပေါ်မှာအမှတ်တွေကုန်ရှိရင်ဒါ collinear ဖြစ်တယ် နန်ခေါ်လီနီယာ point နံပါတ်11က DF ကကြတော့ line ပေါ်မှာရှိနေမဲ့ line ကမြင်းဖြောင်းမိုးတဲ့တောင်ခေါ်လီနီယာမဖြစ်ဘူးနံပါတ်2ကကြတော့ line ကမြင်းဖြောင်းဖြစ်ပင်မဲ့အမှတ်တရကြတော့ line ရဲ့အပြင်မှာရောက်နေတဲ့တောင်မလို့နန်ခေါ်လီနီယာဖြစ်တာပါအဲ့တော့ဒီ video ကတော့ဒီလောက်ပါပဲနောက် video မှာကျွန်တော် patch 2 patch 3ကိုဆက်လက်ပြောပါမယ်เนาะ